အားလုံးမင်္ဂလာပါရှင်။ကျွန်မဒီတစ်ခါပြင်ဆက်ပေးချင်တာကတော့ဆီယမောင်တိတ်ခါရဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ယေရှုလို့ဖွက်ကြရောနဲ့အခြားဝတ္ထုတူများတွေကဝတ္ထုတူကောင်းတစ်ပုဒ်ဖြစ်တဲ့လက်တကန်အလို့ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရဲ့ရှင်။လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်။လက်တကန်အလို့ပူတူးမှလောစော်၍သာကျွတ်နေလိုက်ခဲ့ရသည်။စိတ်ဝင်စားမှုမရှိလား။အခါတိုင်းလိုငါဖမ်းရမည်လည်းမဟုတ်။တငါသိဆိုဒီမှာ ငါကိုသာဖန်ဆင်သည်အခုကြွက်နေတနုပြူမှာဂိုင်းအုပ်ကြီးဈေးကောင်းနေတယ်လို့ပြောကြတယ်ကျွတ်တို့ခိုင်းမှုတွားရှာကြရအောင်နမဖြစ်သူပူတူးမှပြောရွေးတာကြွက်နေရခုလိုလိုက်လာခဲ့ခြင်းဖြစ်သည်ကြွက်နေတို့နေထိုင်ရာဇလုံဖက်တန်းရွာ၏မြောက်ဖက်ထုံးပုံကတ်ခိုးဥယင်ကျောင်းတာရဝဂျုံဂျုံကျစသောရွာများ၏ကံယူရတလျှောက်တွင်ဂိုင်းတော်ကြီးများမျက်စိတစုံရှိသည်ထို့ဂိုင်းတော်ထဲသို့သွား၍ ဂိုက်ပူရှာရင်ကျန်နေနေပူတူးမှမွန်နမနှစ်ယောက်လေးတစီးနဲ့ထွက်လာခဲ့ကြခြင်းဖြစ်သည်ဝေါခေါနာမှုအေယာဝရီမြစ်ရည်သည်အစွမ်းကုန်တက်နေသည်မြစ်ကမ်းရိုးပေးရှိဟီကာရာကြီးများကိုပင်လိုင်းလုံးများကအရောက်သွား၍ပုတ်ခတ်နိုင်ခြင်းပြီးဘေးအရက်ကိုပင်ကြည့်ကြည့်ပတ်ဝန်းကျင်တစ်ခုလုံးမှာလိုင်းတဘိုးများထချွနေသောရေပြင်ကြီးကိုသာမြင်ရသည်ဝါဆိုဝါကောင်ရေဖောင်ဖောင်ဆိုသောစကားကို အတိအကျတရုတ်ဖုန်ကြီးဟန်တူသည် ။အေယာဝရီမြစ်ပြင်အလဲတွင် ရေစီးကကျန်းလာ၏။အထက်အညာဘက်မှသစ်ပင်ကြီးများထင်းတုံကြီးများပင်ကတော့ကမျိုးနှင့်ရေစီးရာတွင်ပါလာကြသည်။သို့သောအေယာဝရီမြစ်ကမ်းပတစ်လျှောက်ဂိုင်းတော်ကြီးများရှိရာအရင်တိုင်းမူဤမြလောက်ရေစီးမခြင်း။အချို့နေရာတွင်ဝေးပြန်ဖြစ်ပြီးအထက်သို့ပင်ရေကပြောင်းပြန်လှန်၍စီးနေလိုက်သည်။မြစ်လေ၌မူထမင်းအိုးပွက်တလုံးဝုံခနေပွက်လိုက်သောမုတ်ဝဲကြီးများကတော့တစ်ခုကဲ့သို့ ခြိုက်ဝင်သွားသောဆုပ်ဝဲကြီးများမှာတဝေါ်ဝေါ်နဲ့ကြောက်ပက်ဖွေရာအတံများမြေးဟေးလျက်ရှိသည်ကမ်ပါဆောက်တလျှောက်နိုင်မှုငြိမ်သက်နေ၏ရှင်လျားလာသောဂိုင်းပင်ရင်ရင်ကြီးများကိုတက်နေသောမြေကြီးကမဖုံးလွှမ်းနိုင်သည်ရေပေါ်တွင်ထိုးထွက်နေသောဂိုင်းပင်များမှာရေစီးမှုအရှိန်ကြောင့်အငြိမ်မနေတလှုပ်လှုပ်တယန်းယန်းဖြစ်နေသည်ထူထက်လိုက်သည့်ဂိုင်းတော်ကျွတ်နေလို့လေသည်ဂိုင်းတော်အတွင်းသို့ခက်ခက်ခက်ခဲလော်၍ဝင်နေရ၏အချို့နေရာများတွင် လေပင်မဝင်နိုင်အောင်ထူထပ်နေသောခိုင်းပင်များကိုကျွတ်နေကပါလာသောဓာရှည်ဖြင့်ခုတ်ထွင်ပြီးဝင်ရသည်ခိုင်းပင်များအဖျားမှဝေသာလီပြိုင်း၏လယ်ဆန်မွေးများကဲ့သို့သောခိုင်းပွင့်ဖြူဖြူများမှလေယူရာကို ရိတ်နှွေနေ၏ခိုင်းပွင့်များနားတဲ့သို့ဝင်လင်နာကန်းတက်သည်ဟုဆိုသည်ဖြင့်အထူးတတိထားပြီးခုတ်ရ၏အခုကျွတ်နေအခုကျွတ်နေဒီဘက်ကိုနည်းနည်းလုပ်ပေးပါဦးတော့ခိုးမှခိုင်းဥရွေး ဂိုက်ဥအချို့ကိုမြင်သဖြင့်ဘုတ္တမကဂိုက်ဥရှိရာသို့လက်ညှိုးညူရင်းအာရဝန္တာကိုပြောလိုက်၏ကျွတ်နေသည်ဂိုက်ဥများရှိရာသို့လေကိုလောတက်ဖြင့်ပဲ့ထင်းရင်းလိုပေးလိုက်၏ဘုတ္တမသည်ဂိုက်ပင်တပင်မှအဖျားကိုလှိမ်ပြီးဂိုက်ဥကိုဂိုက်ပင်အစစ်မှဖဲ့ခူးလိုက်သည်ဂိုက်ဥဆိုသည်မှာအမစင်စစ်ဂိုက်ပင်မှရသောဥလည်းမဟုတ်ဂိုက်ပင်မှတီးသောအတီးလည်းမဟုတ်ဂိုက်ပင်နဲ့လည်းမသက်ဆိုင်လားအတော်တော်ဆန်းသည် ကစူပိန်ဥစိမ့်စာဥမုံနာဥစက်သေးတို့မှာအပင်ဤအောက်ခြေမြေအောက်တွင်ဥသည်ဖြစ်ဥဟူ၍ခေါ်နိုင်ပါသည်သို့သောမြေအောက်တွင်ပင်ဥတော်လဲဥဟူ၍မခေါ်နိုင်သောအရာများလည်းရှိပါသေးသည်ထိုပင်ကမြေဘဲပင်ဖြစ်သည်မြေဘဲတောင်မှာမြေအောက်တွင်တည်သည်မြေဘဲပင်ဤအောက်ခြေမြေအောက်၌ဖွာနေသောအမြင့်မွားများတွင်မြေဘဲတောင်များကိုတွေ့နိုင်သည်မြေပေါ်တွင် မြေဘဲပင်အကိုက်ခက်များ၌မြေဘဲတောင်များကို ရှံပတွေ့နိုင်သို့သောထိုအရာကိုမြေဘဲဥဟု၍မခေါ်မြေဘဲတောင်ဟု၍သာခေါ်ကြသည်ဂိုင်းပင်မှာမူဂိုင်းပင်၏အဖျားပိုင်းမြေကြီးနှင့်အလံဝေသောနေရာမှရရှိသည်ကိုပင်ဂိုင်းဥဟု၍ခေါ်ကြသည်ဂိုင်းပင်တစ်ပင်လုံးကိုတုပ်၍မြေကြီးအတွင်းမှပုနေသောဥကိုယူရသည်လည်းမဟုတ်ဂိုင်းပင်တိုင်းလဲဂိုင်းဥမရဂိုင်းနုနုများ၌ဂိုင်းဥမရှိ ဝါခေါင်တော်တလင်းရေဖွေးဖွေးအချိန်တွင်အသက်ရင်သောဂိုင်းပင်များလိုက်သောဂိုင်းဥကိုရှာဖွေတွေ့ရှိနိုင်သည်ဂိုင်းဥရသည့်နေရာကိုလည်းကြည့်ပါဂိုင်းပင်၏အဖျားပိုင်းအစ်စ်တချို့တွင် တွဲကပ်နေသောမဲမဲပွားပွားအသည်ကလေးများဖြစ်သည် အပြင်သားမှမဲတော်လဲအထဲမှအသားမှဖြူဖွေး၍နုတ်နှင်ရောက်ကဲ့သို့အနှစ်များနှင့်အပြည့်ဖြစ်သည်ဂိုင်းဥ၏ဘေးတွင် အရွယ်မဲမဲကလေးတစ်ရွက်ကထိုးထိုးထောင်ထောင်ဖြင့်ရှိနေတတ်သည် အမှန်တကယ်မှမူမိုးအခါဂိုက်ပင်အစင်များတွင်တဘာဝအလျောက်ပေါ်ပေါက်လာသောမိုးတစ်မျိုးသာဖြစ်သည်။ကောက်ရိုးမိုး၊တောင်ပို့မိုး၊ဖက်ဆွမိုးများကဲ့သို့ချင်းခါအလျောက်ထွက်ပေါ်လာသောမိုးများသာဖြစ်၏။ဂိုက်ပုဟုခေါ်သည့်ထက်ဂိုက်မိုးဟုခေါ်လျင်ပုံမိုးတင့်တော်မြင်ထင်သည်။ဂိုက်ပင်ရင်ရင်တပင်တွင်ဂိုက်ဥနှစ်ဥသို့မဟုတ်သုံးဥထက်ပိုပြီးမရှိတတ်။အများအားဖြင့်ဂိုက်ပင်တပင်တွင်ဂိုက်ဥတဥမျှသာရှိတတ်သည်။ဂိုက်ဥဤအရသာကချိုးစိတ်လာသည် ်သူကဲ့သို့အရသာရှိသည်ရန်ကုန်မြို့ကြီးသားတို့နှစ်သက်သောအစာလည်းဖြစ်သည်ဂိုက်ဥပေါ်ချင်းရောက်လင်ရန်ကုန်မြို့လန်းတကာ၌မိအရေအရေဖြင့်ဂိုက်ဥကင်များကိုမိခင်၍ရောင်းချနေသည်ကို တွေ့မြင်နိုင်သည်ဂိုက်ဥကိုဝါရံကလေးများဖြစ်သည်၍မိခင်စားမလားမိခင်လိုက်လင်နှုတ်နှစ်ကဲ့သို့အစီများကိုဂိုက်ဥအတွင်းမှစူပွက်ထွက်လာပြီးနောက်မိအပူရှင်ဖြင့်ခဲထွက်သက်သည်နှုတ်ခဲနေသောဂိုက်ဥမိခင်၏အရာတော်ကို စားဖူးသူတိုင်းသိကြသည် ဂိုက်ဥများကိုကြော်စား၍လဲရသည်သို့သောဂိုက်ဥကြော်သည်အနေငယ်မှပြီးဂိုက်ဥအကင်နောက်နုညံ့ချိုစိမ့်မှုမရှိလားတနည်းတစ်ခါသာပေါ်သောဂိုက်ဥများကိုကျွတ်နေလို့မောနမဈေးဖိုးကလေးရအောင်ရှာကြပေးရဂုံကြီးပူတူမကဂိုက်ဥများကို အားရပါးရခုနေချိန်တွင်ဂိုက်ပင်များအဖျားမှတိမ့်တိမ့်ခါနေသည်ဂိုက်ပင်တချို့တွင်ဖုန်ကြီးစာခေါ်စာဝါကလေးများနဲ့စာဝတီမြတ်တူ၏အတိုက်များကိုတွေ့ရသည် ဇာဘူးရောက်ညက်ကလေးများမှမူဤခိုင်းတော်တဲ့တွင်အတိုက်လှုပ်လိမရှိကြသို့သောဂိုင်းရွယ်အနာကလေးများတက်ကယ်မြင်းများမြက်ပင်ရှည်များကိုလာရောက်ဖဲ့ယူပြီးမြင့်မားလာသောအုံပင်ထန်းပင်များအဖျားတွင်တည်တည်တက်တက်ကလေးစားတိုက်များကိုပြုလုပ်တတ်သည်အတိုက်ကိုပင်အထီးအတိုက်နှင့်အမအတိုက်ဟူ၍ခွဲခြားလုပ်သည်စာမအီအတိုက်မှာလုံလုံလေးလေးနဲ့အောက်ဖက်တွင်မြက်ပင်အမြင်ကလေးများကို ပိတ်နေအောင်ရက်ပြေးအခေါင်းရှည်ရှည်ကြီးမှပင်သူတို့ဝင်ရ၏မိုးလုံးလေးလုံးအထီးအေးအတိုက်မှမူအိတ်နိုင်ရန်တန်းနှစ်တကွာပော့ပော့ပပကလေးပြုတ်လုထားလေးရှိသည်အံ့ဩစရာမှာညအခေါင်းပေါင်မိုက်နေဘူးကိုကောက်ဝင်ရန်အတိုက်အေးအတွင်းဖက်အထက်တွင် နွားချီပြုတ်ပြုတ်ကိုကတ်ထားသည်ထိုနွားချီတွင်ညအခါတလက်လက်နှင့်ပြန်တန်းနေတတ်သောပိုးစုံကျူးကတကောင်ကိုဖမ်း၍ကတ်ထားသည် ပိုးစုံကျူး၏တလက်လက်အယောင်ကြောင့်စာတိုက်အတွင်းတွင်ရေနံစီမကုံလက်စစ်တအားမလိုပဲအလင်းရောင်ရှာနေသည်နေထိုင်မှုအဆင့်အတန်းမြင့်မားလာသောဇာဘူးတောင်မြင့်များပြီးတကားကျွန်းဒီတို့ဂိုင်းတော်တဲ့သူတိုးဝင်လိုက်သောအခါဇာဘူးတောင်မြင့်ကလေးများမှာအလန့်တကြားထပြန်သွားကြသည်ဟောဟိုအတိုက်ကတမျိုးဂိုင်းပင်အကြားတွင် မသိမသက်ဖလှပပနှင့်ထုတ်ချောင်းကလေးများထိုးထိုးထောင်ထောင်ဖြစ်ကတတ်စံအတိုက်တစ်ခု ကျွတ်နေကဤအတိုက်ကိုကောင်းကောင်းသိသည်ဤအတိုက်ကအချားမဟုတ်ကျွတ်တိုက်ရေကျွတ်များရေကြီးသောအခါမြေပြင်ရှိကျွတ်တွင်အထဲတွင် နေ၍မရတော့ဂိုင်းပင်များအဖျားသို့တက်၍နေရသည်တချို့ကစားတိုက်ဟောင်းများ၌နေသည်အချို့ကဖြစ်သလိုအတိုက်ဆောက်၍နေသည်ယခုအတိုက်ကဖြစ်သလိုဆောင်ရွက်နေသောကျွတ်တိုက်မြေကျွတ်များသည် ရေကြလေမြေပြင်သို့ပြန်ဆင်းကြမည်သူတို့အဖို့အရေးကြီးနေစဉ်အတွင်း အစာအတွက်ပူပင်နေစေရမလို့ဤခိုင်ဥများသည်ပင်မြေကျွတ်များနှစ်သက်သောအစာများဖြစ်သည်ကျွတ်နေသည့်ပါလာသောဓာရှိကြီးကိုစုပ်ကိုင်းပြီးကျွတ်တိုက်ရှိသောခိုင်ပင်အားဓာပြားနှင့်ရိုက်လိုက်သည်ခိုင်ပင်မှတိမ့်တိမ့်ခါသွားပြီးအတိုက်အတွင်းမှကျွတ်နေထင်တဲ့ကဲ့သို့ပင်အချိန်30တားခန့်ရှိသောမြေကျွတ်မဲမဲကြီးတစ်ကောင်ကမူရှူတို့ပြေးထွက်လာသည်ကျွတ်နေ၏လက်ကလည်းလဲလိုက်ပါပြီဓာသွားသည် မြေကျွက်ကြီး၏ခေါင်းကိုလှလှပပခုန်မိစေပြီးမြေကျွက်ကြီးရေထဲသို့ကျသွားသည်မြေကျွက်ကြီးသည်သွေးယူသွေးတန်းဖြင့်ရက်ကန်ရက်ကန်ရေထဲတွင်တစ်ချက်နှစ်ချက်ကူးပြီးငြိမ်သွားတော့သည် သူ၏ပတ်ဝန်းကျင်၌မြေကျွက်၏သွေးများမှာရင်းနှင့်ရောပြီးချင်းချင်းနေလျက်ရှိ၏ကျွက်နေကလေကိုမြေကျွက်နေအနီးသို့ အရှောင်အမြန်လောပြီးမြေကျွက်ကြီး၏အမိမကိုင်မကလေဝန်းထဲသို့ပြစ်ထည့်လိုက်သည့်တစ်ခဏ ကျွတ်နေမထင်မှတ်တော့နေရဂိုင်းဆက်မရှူးခနဲ့အော်လိုက်တဲ့နဲ့အတူရှောခနဲ့ရေးတဲ့သူဆင်းသွားတော့မွေးဟောက်ကြီးတကောင်မွေးဟောက်ဒီလဲဂိုင်းဥကိုအလွန်ကြိုက်သည်ယခုအချိန်မှာသူ့အစာမှာဂိုင်းဥဟုတ်မည်မဟုတ်အတိုက်ထဲမှာမြေကျွက်ကိုချောင်းမြောင်းနေခြင်းနဲ့ဖြစ်နိုင်သည်ကျွက်ကိုချောင်းနေသောမွေးဟောက်ကိုကျွတ်နေကလက်ဦးသွားသည်ထင်သည်တော်သေးသည်ဟုတ်တူးမလို့မတော်မကြွက်ကိုမမြင်ပဲထုတ်ခိုင်းတော့တဲ့သူသာတုံးဝင်သွားမိမြင်ဆိုရင်မွေးဟောက်ပေါက်လိုက်ပါကမတက်တာ မွေးဟောက်သည်မွေးပွေးကဲ့သို့မဟုတ်ပုံပြီးလင်မြန်စွာသွာလာတတ်သည်သူ့အစိတ်ကလည်းပြန်ွယ်သည်ငြိမ်ငြိမ်တက်တက်လဲမနေတက်ခလေးနှင့်မိမများဆိုရင်မွေးဟောက်ကလိုက်တက်သေးသည်မွေးဟောက်မှာမိမိတို့နေထိုင်ရာဒေသအလိုက်လိုက်ရောညီထွေစွာအယောင်အနေငယ်ပြောင်းလဲတတ်သည်သို့သောမွေးပွေးလောက်တော့အယောင်မပြောင်းအများအားဖြင့်မွေးဟောက်ဤအယောင်မှာခဲသားပုတ်ရောင်ဆန်းဆန်းဖြစ်သည်လပစွာပပြင်းကိုခွက်နေအောင်ထောင်တက်သည် ခိုမတီမပြောင်းရွှေ့နေတတ်ပြီးတရွှိရွှိနဲ့လဲတွန်တက်သေးသည်။မွေဟောက်ဤလေဘဲတွင်အမဲရစ်တရစ်သမဟုတ်နေရစ်ရှိတဲ့ဤရှာရှာပါပါအချို့ကသုံးရစ်ပင်ရှိသည်။ထို့ကြောင့်ရှမဟာတိလဝန်တာဤဆွတ်တောင်းခံပြုတွင်လေချာသုံးရစ်မဲချိရင်ပြောက်ရေမွေဟောက်ဟူ၍ဆက်စုပ်ခဟန်တူသည်။စပိုးလောက်တွင်ညောင်ရွက်လိုလိုမြင်းခွာလိုလိုပုံတက်တက်ရှိသောအဝါကွက်တစ်ခွက်ရှိသည်။ အဝါကွက်မှာတချို့တစ်ခုနဲ့တစ်ခုမဆက်ခငယ်ကဲ့သို့ဖြစ်နေ၍တချို့မှမူဆက်နေသည်လက်ရစ်နေရရှိသော မွေးဟောက်မှာဝင်းဆက်ဖြစ်နေတတ်သည်ဝင်းဆက်ဖြစ်ရင်ပိုးပြီးအစိတ်ပြင်းသည်ဟုဆိုကြသည်လင်းမြန်စွာရေကူးနိုင်သောမွေးဟောက်သည်ကျွတ်နီတို့မော်လမအပေါင်းမှလိန်တွန့်၍ကုခတ်ကကျွတ်နီဓာတ်နှင့်လက်မခုံနိုင်သေးပြီးတစ်ဖက်ဂိုင်းတော်သေးသို့ဝင်းရောက်ပြက်ကွယ်သွားတော်သည်ပူတူးမာယာကျက်သားအပြင် မွေးသားပါစားရတော့မလို့ကျွန်းနေအမလို့အမရပြောလိုက်သေးကိုပူတူးမကဟေးအခုကျွန်းနေကပြောရုံနဲ့မွေသားမစားရသေးပဲပိုးထစ်ပြီးစကားကြီးစေခံမြောက်သွားတာပဲတော်လာပြီ ဟုတ်ပြီလေပူတူးမမမိမသားပြီးပြီးကြီးမသောမွေဟောက်ကြီးတကောင်လင်ကာတွန့်ကဖြင့်သူ့အနာမကတ်၍ရေကူးသွားသည်ကိုမြင်လိုက်ရသဖြင့်ကြောက်ရွံ့တုန်လုံးနေ၏ကျွန်းနေတို့လေသည်မွေဟောက်နှင့် မြေချစ်တို့ကိုတွေ့တော့ဂိုင်းတော်မှထွက်ခွာ၍ခက်လက်လက်မှဂိုင်းတော်တတော်သို့ဂိုက်ဟုခူးရန်လောခေချာပြန်သည်ဂိုင်းတော်ဆက်မှလုံးနေဘုံထောင်မြုံများကိုထောင်ထားပြီးမြုံပြီးမှကာထားသောရင်းကိုကိုယ်ပိုက်ကလောခဲ့သည်ရင်းပေါ်တွင်နှာပြင်းငါကလေးများပစုံကလေးများကိုထုတ်တက်ရန်စောင့်နေသော ရေဒိန်ငင်းငက်တကောင်မှကျွန်ဤတို့လေကုန်မြင်လင်လှန့်၍ပြန်သွား၏သူဤ ဝါရွေရှိသောနှုတ်တိနှင့်စိမ့်ပြာရောင်တောက်နေသောကိုလုံးကြီးနီရောင်ရှင်ဘက်နှင့်တန်တာကဲ့သို့နေမြန်းသောခြေတော်ကလေးများလှပလိုက်ပါပြီချင်းတစ်ဖက်ဂိုင်းဆက်သို့ရောက်ရင်ဘူတူးမသည် ဆော့ဆော့ကမွေးဟောက်ကိုတွေ့၍ကြောက်လန့်မှုများဘဲရောက်သွားသည်မသိဝမ်းမြောက်စွာဆွတ်ဆွေခုန်နေသည်အပင်မာလင်ဘူတူးမဝမ်းမသာပဲနေနိုင်ပါမည်နီဂိုင်းတော်တစ်ခုလုံးမှာမဲမဲအသီးကလေးများစီရီနှင့်ဂိုင်းအူများကိုတွေ့လျက်ရသောကြောင့်ပီတီး ူတူမသည်ဂိုင်းအုပ်များကိုအငမ်းမရတပင်မတပင်သို့ကူး၍ခူးနေသည်ဂိုင်းပွင့်ဖြူဖြူကလေးများမှာအငြိမ်မနေနိုင်ရှာကြွက်နေမှာပူတူမသွားလို့ရသောလေးပဲ့ကိုထိမ့်ပေးပြီးမျက်စိကလည်းအငြိမ်မနေဂိုင်းပင်အကြားသို့ဆူဆူဆိုက်ဆိုက်ကြည့်သည်ဂိုင်းပင်အပေါ်မှာအတိုက်မျိုးစုံကိုလည်းလှိလာသည်ထက်မှန်၍မြေကျွက်ကြီးများရနိုင်သေးသည်တစ်ချိန်တည်းစောစောကတွေ့ရသလိုမွေများနဲ့လည်းတွေ့နိုင်သေးသည်မြေကျွက်များကိုတွေ့ရသည်ဖြစ်စေ မတွေ့ရသည်ဖြစ်စေအရေးမကြီးမြေကျက်ကကြုံမြင်၍ပြေးသွားရင်ကျွတ်နေဖို့မြေကျက်တကောင်မရသေးတာဖြစ်မည်ကျွတ်နေကကြုံတင်မြင်နေမှုစစောကရထားသောမြေကျက်ကြီးနှင့်အတူဟင်းဦးတူသည်သို့ရောက်သွားမည်သို့သောမွေကိုမူကြီးစွာတတိထားရမည်တတိမထား၍လည်းမဖြစ် မွေကကျွတ်နေတို့ကိုကြုံတင်မြင်ပြီးရှောင်ပပြေးပဲပေါက်လိုက်ပြီဆိုပါကပေါက်တိမွေကလည်းအစိတ်ပြင်းသောမွေဖြစ်ပါက ငွေပေါက်ခံရသူအသက်ဆုံးရှုံးသည့်အခြေအနေရရှိနိုင်သည် A ကျက်နီရိုကလက်ဦးလင်မှုငွေသားဆိုသည်မှာကျက်နီရိုအဖို့စားကောင်းသောအသားပင်ဖြစ်သည်ကြိုက်တတ်သူများအဖို့ငွေသားကိုစက်သားနှင့်ပင်မလဲနိုင် လင်းငွေသားသည် စား၍ကောင်းလာပါ၏ထို့ထက်စပကြီးစပအုံးငွေသားကပုံမကောင်းသည်အစိုက်ပြင်းသောမွေပွေးမွေဟုတ်တူဤအသားများမှမူအကောင်းဆုံးဖြစ်သည်တခုတော့ရှိသည်အစိုက်ပြင်းသောမွေသားကို မျက်စိယောဂါရှိသူများမျက်စိမကောင်းမုံတီသူများအတွက်တော့စားရင်မသင့်မွေးသားစားမိရင်မျက်စိများပို၍မုံသည်မျက်စိဝေးသည်မျက်စိယောဂါတိုးသည်ဟုပြောကြသည်ဘာပဲဖြစ်ဖြစ်အဖိုးဖြစ်သူအဘညံမှာအသက်ကြီး၍မျက်စိမုံသူမုံမစားစင်မစားခြင်းနေပါစေကျွန်းနေနဲ့ပုထုမတို့လိုငယ်ရွယ်သူမောင်နှမကမူအစိတ်ပြင်းသောမွေးသားကိုမှပုံမူကြိုက်သည်မြည်သည့်ဂိုင်တော်ချုံဆက်မှမွေးဟောက်တကောင်ရှော့ဆင်းလာမည်နီသို့မဟုတ် ဂိုင်းပင်များကိုလှိမ်ပတ်၍ဂိုင်းဘူကိုစားနေခြင်းမည်နီသူတို့ကိုမကြောက်သောမွေကြီးတစ်ကောင်ကပင်ရံပြုတ်ရံရေထဲမှကုခတ်ကလေပေါ်သို့အရောက်လှိုက်လာမည်လို့ကျွန်နီသည်ဓာရှေကိုအယံတင့်ထား၍ပဝင်းကျင်ကိုတိမ့်ငယ်မျက်စိကဲ့သို့အလွတ်မပေးဘဲကြည်နေမိသည်လှရှားတက်သည့်မွေဟောက်ကဲ့သို့သောမွေမျိုးမှအရေးမကြီးမွေဟောက်ကဲ့သို့ပင်ဂိုင်းဘူကိုအလွန်ကြိုက်သောမွေပွေးကိုပုံမှန်တတိထားရမည်မွေပွေးသည်မွေဟောက်ကဲ့သို့မဟုတ် ူကိုမထိသမျှဘယ်သူကိုမှအနိုင်မပေးမကိုက်သို့တော့သူကိုထိလိုက်တဲ့နှစ်တပြိုင်နဲ့မွေဟောက်ထက်ဆဲဆတာသောလင်းမြနှုံးဖြင့်မလွတ်တန်းပေါက်နိုင်သည်တချို့ကသူကိုပေါ်လာနာသောရှင်ကောင်းကိုပင်မလွတ်အောင်ပေါက်နိုင်သည်ဟုပြောဆိုကြသည်ဤမြလျောက်မလင်းမြန်သည့်တိုင်အောင်မွေဟောက်ထက်လင်းမြန်သည်တော့အမှန်မွေပွေးဤအစိတ်သည်မွေဟောက်ဤအစိတ်ကဲ့သို့ပင်ပြည့်သည်စိတ်မမီကအသက်ဆုံးရှုံးနိုင်သည်မွေပွေးသည်အနည်းလဲချစ်သည် လက်လို့ရှာရှာမလို့တည်ငြိမ်စွာနေတတ်သည်ရုတ်တရက်လဲမြင်တွေ့ရင်မလွယ်ကူဒေတာအလိုက်အယောင်ပြောင်းလဲမှုလဲရှိသည်သို့သောအများအားဖြင့်ဂျေးနေရောက်နှင့်မဲညူညူအယောင်များရှိတတ်သည်ပိုက်သား၏အယောင်မှာ အဖြူပေါ်၌အမဲဆက်ကလေးများရှိတတ်သည် မွေးဟောက်လိုပပြင်းမထောင်အသက်မြည်၍လဲမတွန်းမွေးဟောက်ထက်ကိုလုံးကပိုတုတ်ပြီးကြိုးဖက်၌အနှက်ွက်များရှိတတ်သည်မွေးဝေးကွက်ကိုမြင်ယုံနှင့်ကြောက်စရာကောင်းလာ၏ မွေးဟောက်ကဲ့သို့လင်းမြန်စွာရေမကူးနိုင်တော့လေရေထဲတွင်ညင်ညင်တက်တက်ကိုဖော့၍နေနိုင်သည်ရေအောက်တွင်ငှုပ်၍နာရီပေါင်းများစွာလည်းနေနိုင်သည်ကျွတ်နေဤတငယ်ချင်းတစ်ယောက်ဖြစ်သော ပေါ်သားဆိုသောသူကပြောဖူးသည်မှာငါကွာရေထဲမှာမွေးပွေးတစ်ကောင်ကိုတွေ့လို့သုံးကွာမိန်းနဲ့ထိုးပြီးရေထဲမှာပဲစိုက်ထားခဲ့တယ်။နောက်တစ်နေ့မှရေထဲကသွားခေါ်တော့အဲ့ဒီမွေပွေးဟာရေအောက်မှာတစ်နေ့လုံးနေရပေမဲ့ရေမိုးပြီးပသိပဲအသက်ရှင်နေသေးတာကိုတွေ့ရတယ်ကွာ။ ဟူသောစကားကိုကြားဖူးသည် ပေါ်တာကဆက်ပြောလိုက်သေးသည်မွေပွေးဟာနေရမရွေးဖြစ်တယ်လို့နေနိုင်တယ်မင်းမယုံရင်မွေပွေးတီးတီးတကောင်ကိုတွင်းကျကျကြီးတူးပြီးထက်အပေါ်မှာကြောက်ပြားအကြီးကြီးနဲ့ပိတ်ထားတလောက်လောက်ကြာမှဖွင့်ကြည့်မသိဘူးကွာမြေကြီးကိုသာစားပြီးအသက်ရှင်နေနိုင်တယ်တဲ့ဟုတ်မဟုတ်တော့မသိအီမြအထင်မွေပွေးကိုအထင်ကြီးပြီးပြောကြဆိုကြကြောက်ရွံ့ကြသည်ယခုလေမွေဟောက်ထက် မွေပွေးကိုကျက်နီကပုံမတိထားပြင်းကြည့်သည်ဂိုင်းပင်ခြုံပင်များသာမကရေပေါ်ကိုပါကြည့်သည်ပူတူးမအဖိုကဘာမျှတတိမယသူဤအာယုန်၌ဂိုင်းပင်အစ်စ်များတွင်တည်နေသောဂိုင်းဥများကိုသာ လက်သက်သက်ဖြင့်လောဘတကြီးခူးလိုသောစန္ဒသာရှိသည်ဂိုင်းပင်များကိုတောင်းနှင့်အပြည့်ထည့်ပြီးဒနုဖြူစည်း၌ဈေးကောင်းကောင်းနှင့်ရောက်လိုက်မည်ဟုသောစိတ်ကူးသားလျင်ရှိချိန်မီထို့စဉ်ဟေးဟေးပူတူးမ ဘုသူမဂိုင်းဟုတ်တယ်မခုတ်လိုက်နဲ့မခုတ်လိုက်နဲ့အလန့်တကြားအတန်ချီးဖြင့်ကျွတ်နေ၏လေးပဲ့မှအော်လိုက်တန်ကြောင့်ဘုသူမမှာရောင်တိရောင်ချဖြင့်ဂိုင်းပူခုမြည်စဲစဲလက်ကိုရုပ်သိမ်းလိုက်သည်ကျွတ်နေသည်ဘုသူမအားပြောသည်နှင့်တစ်ချိန်တည်းဘုသူမဂိုင်းဦးခုမြည်စဲစဲဂိုင်းပင်အရင်ရှိရေထဲသို့သူ၏ဓာရှင်ဖြင့်လွဲ၍ခုတ်ချလိုက်သည်ဂိုင်းပင်မှာတိခနဲ့ပြည့်၍ရေထဲသို့လဲချသွားသည်ဓာတ်ရှိန်ကြောင့်ရေများမှာခွာ၍တက်လာသည် တောက်ခနဲ့ လေနရံအစွန်းမှအတန်တတန်ကို ကြားလိုက်ရသည် ပူတူးမှသည်ဓာတ်ခနဲကြားလိုက်ရသောလေနရံကိုအမှတ်မထင်လှည့်ချမိလိုက်သည်အလိုလေးလေးလေနရံဆက်ကိုကိုက်ခဲထားသောသွေးရဲရဲနှင့်မွေပွေခေါင်းပြက်ကြီးတစ်ခုရေပေါ်တွင်သွေးရဲရဲဖြင့်တုန်နေနေသောခေါင်းပပသည့်မွေပွေကိုလုံးကြီးမှာလက်ကဝန့်ခန့်အလုံးရှိသည်ကျွတ်နေကဓာတ်ဖြစ်ပင်ရေထဲမှမွေကိုလုံးကြီးကိုကော်ဆင်လိုက်ပြီးလေဝန်းထဲသို့ထည့်လိုက်သည် ပူတူမနင်းနည်းနည်းပဲလို့တော့တယ်ဟူးခနေတပြင်းကြီးတစ်ချက်ကိုချရင်ကျွန်နေပြောလိုက်သည်ပူတူမ၏ရင်ထဲတသိမ့်သိမ့်ခုန်နေသည်မျက်နာတစ်ခုလုံးမှာသွေးမရှိသလိုဖြူနေသည်ဒေါ်ပြီးရှစ်စပြီးဂိုင်းဥရှာလို့လဲရတော့မည်မဟုတ်မွေပွေးခေါင်းကိုဓာဖြစ်ခုန်နေလဲကျွန်နေခုတ်တကဲ့သို့မခုန်ရဖြစ်နိုင်နေခေါင်းမပြည့်ရင်ခုန်ရသည်ခေါင်းနှစ်ကိုတဲတဲမြဖြစ်ရင်လုံလောက်သည်ယခုလိုခုန်၍ခေါင်းပြတ်သွားရင် ရောက်ရာအရမမြည်သည့်အရာဝတ္ထုကိုမဆိုမွေပွေးခေါင်းပြက်ကပလွတ်တန်းကိုက်ခဲတတ်သည်ဤသို့အကိုက်ခံရသောတတဝါမှာမွေပွေးအရှင်တကောင်အကိုက်ခံရသည်နှင့်ဘာမှမချားလန်သူမဟုတ်မိနစ်ထိုးခြင်းသာအကောင်းဆုံးမွေစိတ်သည် မွေပွေးဤခေါင်းအစိတ်အိတ်အတွင်း၌အပြည့်ရှိသည်ယခုမှဓာရှိကိုချိန်ဆနေရန်အချိန်မရတော့သောကြွက်ဒီမှာနမဖြစ်သူဤအသက်ဘေးအတွက်ကမန်းကရန်အတိုင်းအဆမရှိခုတ်ချလိုက်ခြင်းသာဖြစ်သည် ွက်နေ၏ဇိုးရိမ်မှုဇောဖြင့်ခုတ်ချလိုက်သောဓာတ်ချက်သည်ငွေပွေကောင်းတမကဂိုင်းပင်ပါပြတ်သွားသည်ပြတ်သွားသောငွေပွေကောင်းကပူတူးမှသမဟုတ်ွက်နေ၏ကိုပေါ်တို့သာကျသွားပါလင်ွက်နေ၏ကြိုးစားမှုသည်အချီးနှီးများသာွက်နေစောစောကမြင်ရသည်မှာ ပူတူးမှသည်ဂိုင်းပင်ကြီးတစ်ပင်၏ရေဆက်ဆက်အောက်ဆုံးအဆင့်နားတွင် ကြီးမားသောဂိုင်းပင်ကြီးတစ်ဦးကိုတွေ့လိုက်ရသည်နှင့်ဝမ်းသာအားရခူးယမ်းလှလန်းလိုက်သည်သို့သောမြင်လိုက်ရသည်က ဂိုင်းဥအနာတွင်ကပ်၍ရေထဲတွင်တကူလုံးမြုပ်ထားပြီးခေါင်းပိုင်းသာရေပေါ်ဖော်ထားသော ကိုဖော့ထားသည့်ငွေပွေးကြီးတစ်ကောင်၏ဥကောင်။ငွေပွေး၏ဥကောင်မှာရုပ်တရက်ကြီးလင်းမမြင်နိုင် ရေပေါ်တွင်ရှိတတ်သောကြာဘူးတစ်ခုကဲ့သို့ဖြစ်နေသည်။ပူတူးမှလက်ကမ်းပြီးဂိုင်းဥကိုးစဉ်သူ၏ခေါင်းကိုထိမိလိုက်သည်နှင့်တပြိုင်နက်တွေးဝင်စရာပဲမရှိတော့။ငွေပွေး၏အစိတ်တန်းဖြင့်အလွန်ကန်ကောက်မှစကားကြီးစီးခန်းသို့ပူတူးမှအသက်တကောတကွရောက်လာနိုင်ပါမည်။ ်ပုတုမအသက်နှစ်တကွာရောက်လာနိုင်ပါမည်။ဂိုက်ပုခူးရန်လမ်းလိုက်သောပုတုမ၏လက်တကမ်းသည်အလွန်အရေးကြီးသော လက်တကမ်းဖြစ်သည်။ပုတုမ၏လက်တကမ်းအလိုသည် တနည်းအားဖြင့်သေမင်းပြည်သို့ရောက်ရန်လက်တကမ်းအလိုဟုဆိုရင်လဲမားနိုင်မည်မထင်။မွေပွေးကိုမျက်ဝါးထင်ထင်မြင်လိုက်ရသဖြစ်သောကြွက်နေအဖို့သေမင်းနှင့်လက်တကန်းအလိုကိုမူတိုက်တာခံမှန်းလိုက်နိုင်ပါ၏ တိုတိုခက်ခဲပင်ပန်းစွာဝန်တထွာတိုက်ပွဲကို နေ့စဉ်ဆင်နွှဲနေရသောမိမိတို့လိုတငါသည်များ၏ဆင်းရဲခြင်းဘဝမှလွမြောက်ရည်သည်ကိုရှစ်ဘဝရုပ်စုံမဂဇင်း1980အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းကို အထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင် နောက်မှလည်းစိတ်ဝင်စားဖွယ်ရခန်းဆက်တွေကိုဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်ဆောင့်မျှော်နားဆင်ပေးကြပါဦးနော်